အာနာသိန်းစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဖို့ပြည်တွင်ရေးနိုင်ငံတကာရေးနှင့်စစ်မြေပြင်အခြေအနေများရဲ့လက်တွေ့ဖြစ်ပျက်နေသည့်တွေကိုအမှန်တိုင်းမြင်နိုင်စွမ်းမရှိဖြစ်လာနေတယ်လို့အစချီက Asia Times က The Grand Delusion of Myanmar မြန်မာနိုင်ငံကောင်းစင်နဲ့ Match Law စကွေးနေ့ကရေးသားထားတာကိုတင်ပြသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမြန်မာနိုင်ငံကရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဘေကျင်းရဲ့ရှင်နိုင်ခွင့်ရလာခဲ့ပြီးပူတင်အားလည်းဗုဒ္ဓဖျားရှင်ရဲ့ဗျာဒိတ်ဒေါ်လာမင်းကြီးအဖြစ်ပြောဆိုခဲ့ပါတယ်။၎င်းဖို့ ထို့သို့အတိတ်ရဝဋ်ထိအလင်္ကာဆုံးပြောဆိုခြင်းကလည်းရည်ရွယ်ချက်ကြီးကြီးမားမားရှိနေပြန်ပါတယ်။လက်ရှိမှာဗပောင်းဆောင်အချက်တဲကြလာနေတဲ့မရောက်နိုင်ကရုရှားကဲ့သို့အင်အားကြီးနိုင်ငံတနိုင်ငံရဲ့အတိမတ်ပြုတ်ခံရဖို့တည်ရည်ရှိရင်တည်းမြအရေးကြီးနေပြီလေ။ထို့သို့မထော်တန်န်းပြောဆိုရဖို့ဝင်မလေးခြင်းပဲဖြစ်ပါတယ်။သို့တော်လည်းပဲပြဿနာဖြစ်နေရတာက၎င်းရဲ့စကားကောလုပ်ရမြကပကတိဖြစ်ပျက်နေသည်များအားကိုစားမပြုတ်ခြင်းပဲဖြစ်ပါတယ်။မရောက်နိုင်ဟာနိုင်ငံအေးဒီယာရဲ့30ရာခိုင်နှုန်းသာထိန်းချုပ်နိုင်တော့ကြောင်းခံမှန်းပြောဆိုမှုများထွက်ပေါ်လာနေပြီး ရင်းနှောင်းသုံးဖော်မမိတ်ဖွဲ့ရဲ့ထိုးစစ်ကြောင်းစစ်မျက်နှာအသီးသီးမှာခွက်ခွန့်လိုက်အောင် ရှုံနေခဲ့ရပါတယ်။အကွဲကွဲပြားပြားဖြစ်နေတဲ့တော်လိုင်းရေးအဖွဲ့များအချင်းချင်းပူပြီးပူပေါင်းဆောင်ရွက်လာကြသလိုအမျိုးသားညီညွတ်ရေးအစိုးရကလည်းနိုင်ငံတကာရဲ့ထောက်ခံမှုကို တိုးပြီးရရှိလာနေပါတယ်။ထို့သောအနေအထားများရှိနေတော့လဲ၎င်းဖွဲ့စည်းထားတဲ့စစ်ကောင်စီကနိုင်ငံကိုထိန်းချုပ်နိုင်သေးတယ်လို့ထင်အောင်ထင်မှားဖြစ်နေပြီးရွေးကောက်ပွဲလုပ်ပေးမယ်လို့ပင်အစံမပါတဲ့ကြေကိုပေးလာခဲ့ပြန်ပါတယ်။မြောက်လိုင်းဟာအသေးချာတွက်ချက်ပြီးပိုတင်အားမြောက်ပြင်ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ ရုရှားဟာလက်နက်သမဂကုလသမဂမှာပါတန်တမန်ရေးအရာပါကြောတော့နောက်ခံပေးထားပြန်ပါတယ်။ပူတင်ဖို့တလုံးတပါးသားများတိမာမဟုတ်တဲ့ဗုဒ္ဓဖျားရှင်ကိုပင်ဆွဲထည်လာပြီးရုရှားရဲ့ဆက်လက်ထောက်ခံမှုရအောင်ပုံသွင်းလာခဲ့ပြန်ပါတယ်။၎င်းတို့ကိုထောက်ခံပေးနေခြင်းကပင်နိုင်ငံရေးကြောင့်ပင်မဟုတ်တော့ဘဲဗျာဒိတ်ဒေါ်လာအတိုင်းဖြစ်တယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။ပူတင်စီကတော့ဆက်ပြီးပူပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့မရေမရအာမခံချက်မျိုးသာကြားသိခဲ့ရပြီး၎င်းဖို့ကယူကရိန်းဒေသအရေးကြီးနေပြီး မြန်မာကိုတော့ပါတနာလို့ပင်သဘောမထားဘဲနေရုပ်တရုပ်ဖြစ်တာယူဆထားပါဗျ။တရုတ်ဟာအယောင်းဝယ်သဘောမျိုးနဲ့နားလည်ရခက်တဲ့ဂိမ်းမျိုးကစားနေတာကြောင့်မင်းအောင်လိုင်ဟာမော်စကိုကိုသာမလွတ်တမ်းဖက်တွယ်ထားတယ်လို့ဆိုပါဗျ။တရုတ်ဘက်က၎င်းတို့အားတန်တမာရေးနဲ့စီးပွားရေးမှာထောက်ခံမှုပေးထားတော့လေ။ပိုဘက်ဒီဘက်မြည်သူပင်အနိုင်ရစေကမူ၎င်းတို့ရဲ့ဩဇာတက်ရောက်နိုင်ဖို့သာအာရုံထားနေသူဖြစ်ပါဗျ။အာနာသိအဖွဲ့ဖို့ကစစ်မြေပြင်မှာအရေးနိုင်လာတဲ့နဲ့အမျှအဆိုပါရေကုန်မြေတို့ထိန်းကြီးရမယ်ဆိုတဲ့မေကွန်များအစီအရေးထွက်ပေါ်လာနေပါတယ်။လက်ရှိမှာ အနားယူသွားတဲ့စစ်အာရှီများကိုပင်ပြန်ခေါ်နေပြီး၎င်းတို့ဘက်မှပါဝင်မယ်ဆိုကနိုင်ငံခြားသားများကိုပင် နိုင်ငံသားပေးမယ်လို့ကမ်းလှမ်းလာခဲ့ပါတယ်။စီးရီးလေးလာသောအန်တိုနီဒေးဗစ်ကတော့စစ်တပ်ဟာဒီကြိမ်တစ်ခါဘူးများယခုလိုကြဲကြဲပြန့်ပြန့်နဲ့အပေးယူများစွာတိုက်ခိုက်လာမှုမျိုးကြုံခဲ့ရဘူးခြင်းမရှိဘူးလို့ဆိုပါတယ်။အာဆီယံဖွဲ့ဟာလူပြောခံရတဲ့အချက်၅ချက်မှသဘောထားပြောင်းလာရဖို့ရှိနေပြီးဒေတာတွင်ဒုက္ခသည်ပြဿနာကြီးထွားလာမယ့်အရေးတွေစိုးရိမ်ထိတ်လန့်လာနေပြီဖြစ်ပါတယ်။အတိအကျဆုံးတစ်ချက်က အာဆီဟာ၎င်းတို့လုံးမဲ့ရွေးကောက်ပွဲကိုမထောက်ခံတော့ခြင်းပဲဖြစ်ပါတယ်။ထို့အဆောင်တည်ငြိမ်မှုရရှိရေးအတွက်ချက်ချင်းလက်ငင်းဆိုသလိုအပြစ်ခက်ရစေရန်တောင်းဆိုလာကြပါတယ်။အထူးသဖြင့်မလေးရှား၊အင်ဒိုနီးရှားနဲ့စင်ကာပူတို့မှပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေကြပါတယ်။မြောက်လိုင်းဘက်ကအပြစ်ခက်ရစေဖို့စိတ်ကူးတဲ့ပင်မထည့်သေးပဲ၎င်းအဖို့ကဆက်ပြီးအသက်ရှင်ရပ်တည်နိုင်ရေးအတွက်တခုတည်းသောနေရာကစီရေးရာအသာစီးရနေဖို့ပဲဖြစ်ပါတယ်။မြောက်လိုင်းအဖေးယူလောက်ရန်ညှင်းဆိုနေခြင်းကနိုင်ငံရေးအရာအထွက်အချက်မှားခြင်းမျိုးမဟုတ်ပဲ။ နိုင်ငံတို့ရဲ့အကွဲပြင်းများဆက်ရှိနေစေဖို့ဖြစ်တယ်လို့ဝါရှင်တန်စစ်ကောလိပ်မှပေါဝခဇာခါရီအပူဇာကထောက်ပြခဲ့ပါတယ်။ယခင်ကလိုဒေါန်ဆန်းစုကြည်အားပြန်လို့ပေးခြင်းမျိုးနဲ့စစ်တပ်နဲ့ဒီမိုကရေစီအင်အားစုများကြားပြန်ပြီးရင်ကြားစီလာနိုင်မဲ့အလားအလာမျိုးလည်းမရှိတော့ဘူးလို့ဆိုပါတယ်။ NUG ဘက်မှလည်းဒေါန်ဆန်းစုကြည်နေရာကိုဆက်ခံပြီးစူးစီးပေးနိုင်မဲ့လူမျိုးထွက်ပေါ်လာခြင်းမရှိသေးဘူးလို့យေတာထားပါတယ်။သူမပျောက်ကွယ်နေခြင်းကဥဆောင်မှုအပိုင်းမှာလေဟာနယ်ကြီးဖြစ်နေပြီးအကွဲအကွဲပြားပြားဖြစ်နေသည်များ ရေရှင်မာစစ်တပ်ကတပန်းတာလာနိုင်ပါတယ်။မြမရဲ့အနာဂတ်ဟာဇွဲတတိအပြည့်နဲ့စိတ်မှာခက်ထန်စွာအလျှော်မပေးဘဲတိုက်ခိုက်နေတဲ့မျိုးဆက်သစ်လူငယ်များကပုံဖော်သွားဖို့ရှိနေတယ်လို့ဆိုပါတယ်။ထိုလားလာများကမဲအောင်နိုင်အတွက်တော့နှစ်ဖက်ချုံမြနေတဲ့ဓားသွားလို့ဖြစ်လာနေပါတယ်။ဒေါ်ဆန်းစုကြည်ကွဲပြောင်းနေတဲ့အတွက်စင်လာတိုက်ခံပုံစံမျိုးမရှိတော့ဘဲမဲအောင်နိုင်အတွက်စစ်မြေပြင်မှာတိထမကအေးနေလာလျင်စစ်ဆက်ဆွေးနွေးပေးခြင်းမျိုးဖြင့်ဝင်ရောက်ညှိနှိုင်းပေးမယ်လို့မရှိတော့ဘူးလို့យေတာထားပါတယ်။ မဲအောင်လိုင်ရဲ့အကြက်တဲကရှင်းလင်းစွာတွေ့မြင်ရပြီဖြစ်ပြီး၎င်းဟာအနိုင်မရနိုင်တော့တဲ့စစ်ပွဲကိုတိုက်နေရသူဖြစ်လာနေပါတယ်။လက်လုခံရမဖြစ်တဲ့နိုင်ငံတကာအတိုင်းဝန်ကလည်းဖဲကျင်းလာနေတာကြောင့်၎င်းရဲ့တရားဝင်အုပ်ချုပ်ပိုင်ခွင့်အတွက်အတိမတ်ပြုခံရဖို့ပိုပြီးအကြက်ရိုက်လာနေပါတယ်။၎င်းနှစ်ကုံပိုင်းမှာလှုပ်ပေးမယ်ဆိုတဲ့ရွေးကောက်ပွဲကလည်းလက်ရှိပြည်ထောင်ကိုဖြည့်ရှင်းနိုင်ဖို့ဝေးသက်ထက်ဝေးလာနေပြီဖြစ်ပါတယ်။မော်စကိုမှာကြီးကြီးကျယ်ကျယ်ပြောဆိုလာမှုများစစ်မြေပြင်မှာသွေးကြွလာအောင်ပြောဆိုအင်အားပြနေတဲ့စကားများကပြည်တွင်းစစ်မြေပြင်မှာ တကယ်တမ်းရင်ဆိုင်နေရတဲ့အမှန်တရားကိုဖုံးကွယ်နိုင်စွမ်းမရှိတာကိုတွေ့မြင်နေရပါတယ်။စစ်တပ်ရဲ့ချုပ်ကင်နိုင်မှုကလည်းပြေလျော့လိုက်လာနိုင်မှုနဲ့အတူစစ်ကောင်းဆောင်များဆက်ပြီးရက်တီသွားနိုင်ကလည်းဒိုးရီဒိုးရီချင်းချောက်ခံလာနေရပါတယ်။ဗိုလ်ချုပ်ကြီးများရဲ့အနာဂတ်ကလည်း၎င်းရဲ့ကြီးကျယ်ခံရတဲ့စိတ်ကိုရင်အိမ်မများရှိနေတဲ့အကြောင်းမှာတဖြည်းဖြည်းမရေရာမှုတွေများလာနေပြီဖြစ်တယ်လို့យေသားထားတာကိုကောက်နှုတ်တင်ပြလိုက်ရပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်။ စစ်ကောင်စီရဲ့ကြမ်းဖက်မှုတွေကိုတားဆီးပေးဖို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကို NUG တိုက်တွန်းလိုက်တဲ့အကြောင်းကိုလည်းဖော်ပြပေးပါမယ်။စစ်အုပ်စုရဲ့ကြမ်းဖက်မှုတွေကိုကန့်တွဲဖြေရှင်းနိုင်ဖို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းလိုက်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတကာကယူကရိန်းပေါ်မှာသာအာရုံစိုက်မှုဆက်ရှိနေတာကြောင့်အာဆီယံအနေနဲ့မြန်မာနိုင်ငံမှာပုံမဆိုးရွားလာတဲ့အခြေတဲကိုဥဆောင်ကန့်တွဲဖြေရှင်းနိုင်မယ့်အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။အာဆီယံလက်ချောက်ဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဥဆောင်မှုအောက်မှာ အာဆီယံအနေနဲ့လူ့အခွင့်အရေးနဲ့ဒေတာတွင်းလုံခြုံရေးပေါ်ထားရှိတဲ့ဂရီကဝတ်တွေကိုဆက်လက်ဆောင်ထိန်ဖို့အတွက်လိုအပ်တယ်လို့ NUG ကထုတ်ပြန်ကြမှာထည့်သွင်းပြောဆိုထားတာပါလက်ရှိအချိန်ဟာမြန်မာပြည်သူတူးချင်းစီရဲ့တရားမျှတမှုရိတ်ချမ်းမှုတွေပြန်လည်ဖော်ဆောင်နိုင်မဲ့ဆောင်ရွက်ချက်တွေကိုပြက်ပြက်သားသားဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်းရေးသားထားပါတယ်အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ရပ်ကိုကျော်လွန်ပြီးမြန်မာပြည်သူတွေရဲ့စံနာနဲ့ကန့်ညီတဲ့လုပ်ငန်းစဉ်တွေကိုကူညီပေးနိုင်ဖို့အတွက်ဆောင်ရွက်ချက်တွေချမှတ်ဖို့အတွက်လည်းတိုက်တွန်းထားတာဖြစ်ပါတယ်မကြသေးမီကော ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကဘုံကြီးချောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခတ်ခဲ့ပြီးစစ်ကောင်စီတပ်ဟာရဲသားတွေကိုပြစ်မှတ်ထားတဲ့တပ်ဖြတ်မှုတွေဇက်တိုက်လှုပ်ဆောင်လာတယ်လို့ NUG ကဆိုပါတယ်။စကိုင်းမန္တလေးမကွေးတိုင်းနဲ့ရှမ်းပြည်နယ်ကဘာသာရေးဆိုင်ရာနေရာတွေနဲ့အရဲသားပြည်သူတွေကိုစစ်ကောင်စီကပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရဲသားတေဆုံးမှုဆက်လက်မြင့်တက်နေတယ်လို့လည်းထုတ်ပြန်ကြမှာရေးသားထားပါတယ်။ခုတစ်ခါတီလေးမြို့နယ်အလဲပန်းရွာတွေကိုပြည်သူများအိမ်မောကြနေချိန်မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုက ပြည်သူလေးဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိသွားပြီးနေအများပြပျက်စီးသွားတဲ့တဲ့မှာမကွေးတိုင်းထီးလင်းမြို့နယ်အလဲပန်းရွာတဲ့ကိုပြည်သူများအိမ်မောကြနေချိန်မှာအချမ်းဖက်ဆက်တက်ကလေးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလေးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြကြောင်းထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မတ်လ20ရက်နေ့မနက်အစောပိုင်း2နာရီခန့်ကထီးလင်းမြို့နယ်အလဲပန်းရွာတဲ့ကိုပြည်သူများအိမ်မောကြနေချိန်မှာအချမ်းဖက်ဆက်တက်ကလေးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီး ဂျေယော်နေပြည်သူတကြီးရွယ်ဦးမျိုးသားတဦးအမျိုးသမီးတဦးနဲ့ចောင်းသူတဦးစုစုပေါင်း၄ဦးသေဆုံးကပြည်သူ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ။ထို့ပြင်အချမ်းဖက်စစ်တပ်ရဲ့၄ចောင်းတိုက်ခိုက်မှုတွေနေအိမ်၄လုံးမိလောင်ပြားချခဲ့ပြီးနေအိမ်၁၂လုံးဖျက်ဆီးကဂျန်နေအိမ်အလုံး၄၀ကျော်မှအမိုးများပွတ်ထွက်ပျက်စီးခဲ့ပြီးပြည်သူများမွေးမြူထားတဲ့ဝန်နွား၁၀កောင်ကျော်သေဆုံးပြီးအကောင်၂၀ကျော်ဒဏ်ရာရရှိထားကြောင်းလည်းသိရပါဗျ။ထိခိုက်ဒဏ်ရာရရှိတဲ့သူက၂၀ကျော်ရှိတယ်ဗျ။သေဆုံးတာက၄ဦးရှိတယ်။နေအိမ်အများပြားလည်းပျက်စီးသွားတယ်။လေင်းကရွာတဲ့ကိုကျဲချတာ အများပြည်သူအိမ်မောကြနေချိန်မှာကိုတိုက်ခိုက်သွားတာလို့ထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကကြောဒေတာအထွတ်မှာလေကြောင်းနဲ့နေစဉ်ရက်ဆက်ပြင်းထန်ခြေမုံတိုက်ခိုက်လျက်ရှိနေတာကြောင့်ပြည်သူများအနေနဲ့လေကြောင်းအန္တရာယ်ကင်းနိုင်တဲ့နေရာနဲ့ပုန်းခိုခြင်းများအနီးမှသာအိတ်ဆက်ချဖို့ထီလင်းပကဖကအတိပေးမြတ်တာရက်ခံထားပါတယ်။အဆုံးနေနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။